အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လပိုင်းခမန်းချက်များ YouTube channel ရနေပြီးရောကျွန်တော်ကျွန်တော်ရဲ့ဘောလုံးမဲဝန္ဒနာရှင်မိတ်ဆွေညီကိုများကို ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်မနေ့ကတော့ဒါကျွန်တော် YouTube channel မှာတင်ပေးခဲ့တဲ့တပွဲကောင်းရွေးချယ်မှုလေးကဒါကျွန်တော်ရဲ့မိတ်ဆွေညီကိုများအတွက်ကြေကြပေါ့အကျိုးရှိစေခဲ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲဒါဒီနေ့ညမှာလည်းကျွန်တော်ကပုံမှန်တိုင်းပဲတပွဲကောင်းရွေးချယ်မှုလေးမျှဝေပေးသွားမှာဖြစ်ပါတယ်မနေ့ကတော့ဒါကျွန်တော်တပွဲကောင်းအနေနဲ့ Inter Milan နဲ့ Liverpool ရဲ့ပွဲစဉ်မှာကျွန်တော် Liverpool ပေါ်ရွေးပေးခဲ့တယ် Liverpool က1-0နိုင်သွားလို့ ။ဗောဗနေညကကျွန်တော်ရွေးချယ်မှုကအပြည့်အဝပြောခဲ့ရပါတယ်။အဲ့တော့ဒီနေ့ညမှာလည်းရွေးချယ်မှုလေးမစတဲ့ခင်မှာဒါပုံမှန်တိုင်းပေါ့ဒါကျွန်တော်ရဲ့ရွေးချယ်မှုတွေကိုစိတ်ဝင်စားလို့လေ့လာခြင်းနဲ့မိတ်ဆွေညီကိုများအနေနဲ့ဒါကျွန်တော်ရဲ့လောပန်ကြီးခမန်းချက်များ YouTube Channel ကိုဒါ Subscribe ထားပြီးလို့ရပါတယ်။နောက်ပြီးတော့ဒါကျွန်တော်အနီးကအနေနဲ့အကြိုက်ပွဲရှိတဲ့ခါမျိုးမှာတင်ပေးလို့ရှိရဲ့ကျွန်တော်ရဲ့ဒီ Telegram Channel ရှိပါတယ်။အားလုံးလို့လောပန်ကြီးခမန်းချက်များ Telegram Channel ကိုမ join ရသေးတဲ့မိတ်ဆွေများရှိရင်လည်းကျွန်တော်က join ရပေးဖို့ဒီကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်။ ောက်တစ်ခုကကျွန်တော်ဒီကြမှာဆိုရင် Champions League ပွဲရင်စုစုပေါင်း6ပွဲတိတိကစားဖို့ရှိတယ်ဒီကနေပြောမှာမမပွဲနေတဲ့တပွဲကောင်းတိသက်ယူကစားခြင်းနဲ့မိတ်ဆွေညီကိုတို့အတွက်ကျွန်တော်နိုင်ပွဲရှိပါတယ်နောက်တစ်ခါ Legend Fighter ညီကိုများအတွက်ကျွန်တော်ပွဲကြရင်ပြန်ပြီးလျှော်ပေးတယ်အယောစားပွဲအစီအစဉ်ရှိပါတယ်အကြောင်းလို့စိတ်ဝင်စားလို့ယူကစားခြင်းနဲ့မိတ်ဆွေညီကိုများအနေနဲ့ Viber နဲ့ Telegram number 39 8999 963ကိုဆက်သွယ်ဆုံးမ်းမေးမြန်းလို့ရပါတယ် အယောဒီနေ့အတွက်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကချန်ပီယံလိဂ်ကဗီလာရီးယားနဲ့ကိုဘင်ဂင်တင်းရဲ့ပွဲစဉ်ကိုရွေးချယ်ထားပါတယ်။ဒီပွဲစဉ်မှာသရှိဗီလာရီးယားတင်းက150ရှုံးပေးထားတယ်။ကိုဘောင်ကြီးက350ရှုံးမှာပေးထားတဲ့ဂျေးရကျွန်တော်အောက်တင်ဖြစ်တဲ့ကိုဘင်ဂင်တင်းစီကတရားပေါ်ဂိုးရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်လို့ရတယ်။နောက်ပြီးတော့ဗီလာရီးယားတင်းရဲ့ဒီရစီခြေစွဲကချန်ပီယံလိဂ်မှာဆိုရင်တမျိုးလာလီဂါမှာတမျိုးကစားနေရအောင်ကျွန်တော်သတိထားမိရဲ့။လာလီဂါမှာခြေစွဲမဲ့တော်လေးကောင်းပေမဲ့ချန်ပီယံလိဂ်မှာဆိုရင်ဘူးချိန်ဒီတပွဲမှနိုင်ဝင်မရသေးဘူးလေဝဲရှုံးပြီးတပွဲတည်ကြရတယ် အဲ့တော့ဒီညမှာတော့ဒါဗီဒီယိုရေးနေနိုင်ပါမလို့ကျွန်တော်တို့ထင်လားဆိုတော့ကျွန်တော်ကမထင်ပါဘူးဘာလို့ဆိုတော့ပေးထားတဲ့ကြေးကကျွန်တော်ဖိန့်ကြေးလို့ပဲထင်တယ်ဗီဒီယိုရေးနေနိုင်ပါရင်လည်းကျွန်တော်21ဒါမှမဟုတ်ကျွန်တော်10ပေါ့အဲကိုဗစ်ကတည်းကကိုပြတ်မနိုင်ဘူးလို့ကျွန်တော်ယူဆရတယ်နောက်တစ်ခုကကိုဗစ်ကတည်းကလည်းခြေစွမ်းရဗီဒီယိုရေးအသင်းရဲ့ဒီ channel လေးမှာပြသနေတဲ့ကစားပုံတွေကကျွန်တော်ညမှာဒီဘွဲကိုကျွန်တော် draw ဖြစ်မယ်လို့ကျွန်တော်ကခံမှန်းထားတယ်ဒါကျွန်တော်ရဲ့ယုံကြည်ချက်ကျွန်တော်ရွေးချယ်မှုရဒီညမှာကျွန်တော်ကဒါကိုဗစ်ဟင်ပေါ်ကြီးကိုကြိုက်ပါတယ် ကျွန်တော်ဗီလာရဲ့ဘက်ကနေပြီးတော့ခြေပြင်းလာတဲ့အခါမှာကျွန်တော်အတော်များကဗီလာရဲ့ဘက်ကိုသဘောကျမယ်လို့ကျွန်တော်ကယူဆတယ်။ဒါပေမဲ့ဗီလာရဲ့အနေနဲ့ဒီမှာလုံးဝခြေမအောင်လို့ကျွန်တော်ကထင်တယ်။ချမ်ပီယံလိမှာငါးဝတိကစားပြုရရင်ငါးဝလုံးဗီလာရဲ့ခြေကျထားပါလေ။ဒီမှာလည်း6ပွဲဆက်နေတဲ့ဗီလာရဲ့ခြေကျမယ်လို့ကျွန်တော်ကပြောချင်တယ်။ဒါကြောင့်မလို့ဒီညအတွက်ဒါကျွန်တော်ယူချင်မှုကချမ်ပီယံလိကဗီလာရဲ့နဲ့ကိုပင်ဟင်တင်းရဲ့ပွဲစဉ်မှာကျွန်တော်ကိုပင်ဟင်ဘောလူကြိုက်ပါတယ်။လက်ရှိဗီလာရဲ့ခြေကအရှင်တင်းက190ရှုံးပေးထားပါတယ်။ အကြောင်းလို့ညမှာဆိုရင်ကျွန်တော်ရဲ့ YouTube မူနဲ့အကြိုက်တူတဲ့ညီကိုများရှိရင် live ကစားလို့ရအောင်လို့ကျွန်တော်က YouTube channel မှာ live ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။အဲတော့ဒီနေ့ညမှာလည်းဒါကျွန်တော်ရဲ့ YouTube မူကမင်းညားလို့ပဲကျွန်တော်ရဲ့မိတ်ဆွေညီကိုများကိုဆက်လက်ပြီးတော့အကျိုးပြုနိုင်ပါစေလို့ကျွန်တော်ကဆုတောင်းခဲ့ပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးတူးချင်းတက်ချင်းစီကိုကျေးဇူးထူးရှိပါတယ်။ကျွန်တော်မနက်ညနေလည်းပုံမှန်တိုင်းပဲတပွဲကောင်း YouTube နဲ့အတူပြန်ဆောင်ကြပါမယ်။